မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့အထိုင်းကောင်လေးတယောက်ကိုရင်ခုန်နေမိပြီလို့ဖွင့်ဟလာတဲ့အေးအေးအောင်ထွန်ခေါ်မိမိပါပရိသတ်ကြီးပြည်တွင်းပြည်ပါပရိသတ်ချစ်ခင်မှုကိုရရှိထားတဲ့အလှမဲ့တယောက်ဆောင်အေးအောင်ထွန်ကတော့အထိုင်းကောင်လေးတယောက်ကိုရင်ခုန်နေမိပြီလို့ဖွင့်ဟလာပါတယ်မင်းကလေးဆိုတာပတ်စံရှာလဲတော်ရမယ်လေပတ်စံရှာတော်လို့ရရင်တော့ကောင်လေးကိုအမ်းပါပါတချို့ပရိသတ်တွေကကိုယ့်ကို ချစ်လို့အာဝါပေးသွားတာတို့တချို့ကအထင်လဲသွားတာပါတကယ်တော့သူတို့ကကိုယ့်ရဲ့ပရိသတ်တွေပဲလေတမျိုးမထင်ပါနဲ့အခုကတော့ကောင်လေးနဲ့ကစကားပြောနေတော့မှာပဲ သူကဒါပေမဲ့ချက်ဆရာကောင်းနေသူကထိုင်းလူမျိုးပဲစကားပြောနေတော့မှာပဲရှင်းခုံသွားတော့ဘောလို့အလှမေးအေးအောင်တော့ကပြောပါရယ်သူမကတော့အမှုပညာဘက်ကိုရှောင်းလန်းလာပြီးထိုင်းနိုင်ငံကဇလန်းထွေးတွေမှာပါဝင်တည်ဆောင်ထားတယ်လို့မြန်မာနိုင်ငံမှာရွှေရှင်စကားကြီးရိုက်ကူထားသူလည်းဖြစ်ပါရယ်အေးအောင်တော့ကတော့အလှမေးပြိုင်ပွဲတွေဝင်ရောက်ရှင်းပြိုင်သွားမဲ့သူတွေကိုစိတ်ခွန်အားအပြစ်ပံ့ပိုးပေးနေသူလည်းဖြစ်ပါရယ်အခုမှတယောက်နဲ့တယောက်လီလာနေတော့မှဘယ်လိုစိတ်နေစိတ်ထားရှိရဆိုတာကိုလေအရေးကြီးဆုံးကတော့အမေပါပဲ အမေကိုပဲတိုင်မြင်ပါတယ်။အမေသမီးနဲ့အသက်ကြီးနေပြီမြန်မြန်လေးလေးလာနေတော့ကောင်းလေးကကောင်းလားသမီးကြည့်လိုက်အောင်မယ်လို့ဆိုပြီးတော့အမေကပြောပါတယ်။တကယ်ချင်းလို့ပြောတာဆိုတော့ရင်ခုန်နေရပေါ့။ထိုင်းလူမျိုးစစ်စစ်ပါပဲမြန်မာပြည်သက်တွေစိတ်မဆိုးကြပါနဲ့နော်။ကို့မရေးစားမရှိဘူးဆိုတော့နည်းနည်းတော့ကဲအောင်မယ်။ရှေ့မှာရေးစားထားဖို့ရအစ်မပြရာတွေဖြစ်ခဲ့တယ်။အခုကတော့အသက်လဲရလာပြီဆိုတော့လေးလာကြည့်ရတာပေါ့။ ူကအဝေးကနေအမြန်ဆက်ပို့လုပ်ပေးတယ်တယောက်နဲ့တယောက် crash ကြတာပါလို့သူမကဆက်ပြောပါတယ်ကျားပရိသတ်ကြီးတို့မျှော်ပြီးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့ပန်းနူသွေးရိုဒိုင်းအီဆိုတဲ့ဇာတ်လမ်းတွေမှာချစ်စရာကောင်းတဲ့ကောင်မလေးနွင်းနွေးဆိုတဲ့ character နဲ့ပရိသတ်မြင်တွေ့ရမှာပါဆိုတဲ့ Ella ရွှေစင်မှာပရိသတ်ချစ်ကမှုများစွာရရှိလာတဲ့တယောက်ဆောင် Ella ရွှေစင်ကတော့ပန်းနူသွေးရိုဒိုင်းအီဇာတ်လမ်းတွေမှာချစ်စရာကောင်းတဲ့ကောင်မလေးနွင်းနွေးဆိုတဲ့ character နဲ့ပရိသတ်မြင်တွေ့ရအောင်လို့ဆိုပါရယ် ဒီစကားမှာတော့မတ်ထက်တူရောတခြားညီမလေးတွေနဲ့ရောအကုန်လုံးကအချစ်စရာကောင်းတဲ့ညီမပုံစံလေးနဲ့ပါဝင်ထားကြတာပါ။အဲလာကနွေနွေဆွဲကာရီတာနေရာကနေပါဝင်ထားပါတယ်။လိန်သူချစ်သူနှုတ်စိတ်ဝင်စားစရာလေးဆိုပြီးမယ်။ကောင်မလေးတွေအကုန်လုံးကတော့ကိုကောင်လေးချစ်ကြပြီးမယ်။ကိုကောင်လေးတွေကြောင့်အသေးကွဲပြီးထားခဲ့ခံရတဲ့ပုံစံလေးတွေပါ။ဒီကားလေးကအမရရောညီမရရောအကုန်လုံးမြန်မြန်ဆိုင်ဆိုင်လေးပါဝင်တယောက်ဆောင်ထားတာမို့ချစ်စရာကောင်းတဲ့စကားလေးပါ။ ထုတ်လွှင့်ပြသရင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်လို့တယောက်ဆောင်အလရွှေစင်က MT Entertainment ကိုပြောပါရယ်။စုပါဆက်ကမှဇလန်ဆက်ညွန်ပိုင်းပြင် Director အနေနဲ့တပ်ဦးမောင်က2024ခုနှစ်ကရိုက်ကူပြီးတယောက်ဆောင်နေနေတဲ့ Matt Pop စုကအထူးတယောက်ဆောင်ထားသလို Guy Alamo ပိုင်ခဆက်ထူးတဲ့အလရွှေစင်ဆောလာပြေဝင်မြန်နိုးပွင့်အစားရသူတွေပါဝင်ထားကြပါရယ်။ဒီဇလန်တွေကတော့လိန်သူချစ်စုံဦးရဲ့အချစ်ဇလန်ကိုရပ်သားမြောက်နဲ့ပန်းသူတို့တို့တိုင်းရဇလန်တွေကိုကြည့်ရှုခန်းစားရမှာဖြစ်တယ်လို့သိရပါဗျ။ အနုသွေးတို့ဒိုင်းဇလန်တွေကိုနဖန်စွန်လ14ရက်ည9:00နာရီမှာတော့ Sky Premier HD ရုပ်သံလိုင်းကနေထုတ်လင်းပြသမှာဖြစ်ပါတယ်။တူဆောင်အလရွှေစင်ကတော့ရုပ်သံဇလန်တွေရဲ့အပြင်ရုပ်ရှင်ဇာတ်ကားကြီးကိုလည်းရိုက်ကူးထားသူဖြစ်ပါတယ်။ပရိသတ်ကြီးတွေညွှန်ပြလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့မင်းသားပိုင်ကုန်နဲ့မတ်လင်းမြဖိုးတို့ရဲ့အစုလျားရစ်ပတ်အထင်းများမင်္ဂလာပွဲအခမ်းအနားစစ်ကားတိုက်မြင့်စွာကျင်းပခဲ့တဲ့ဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်။ပြည်တွင်းပြည်ပအချက်ခင်မှုအခိုင်အမာရရှိထားတဲ့မင်းသားပိုင်ကုန် ခမောင်စစ်ကိုပိုင်နဲ့မက်လင်းမြဖူခစမိုင်းတို့ရဲ့စူလျာရစ်ပတ်ထိတ်မြမင်္ဂလာပွဲအခမ်းအနားကိုတော့ရှင်းနေဇွန်လ14ရက်နေ့နဲ့17ရက်ကရန်ကုန်မြို့ကန္နာလမ်းမှာရှိနေတဲ့ The Everdis Suli Grand Yangon မှာအနုပညာရှင်များစွာနဲ့စီကားတိုင်မြိုင်စွာကျင်းပခဲ့ပါတယ်။အဆိုပါအခမ်းအနားကိုတော့အနုပညာရှင်တွေဖြစ်တဲ့ Academy ဆိုမြတ်သူစာဖွဲ့ဖွဲ့ဝန်းမောင်ရွှေနေဝန်းတို့စနေမောင်နှန်းခင်ဝင်းဝါစုပြည့်သစင်ဝိုင်းစုခိုင်တဲမိတန်းမှုမိုးဟေကိုနန်းစုရီစုခိုင်တင်းကြီးချမ်းမြင့်မောင်တို့ ဒါရိုက်တာဝင်းလင်ထွက်အင်ချစ်စောက်ကူစဲအောင်ထနေနေခင်သောဟိမာနေဝင်းစားရသူတက်ရောက်ခဲ့ပါတယ်။ဒီခဏမှာတော့ဖြိုးပြေးစုံနဲ့ဂျူဝဲစားတဲ့ဂီတမောင်မတွေကလည်းမင်္ဂလာတေးသချင်တွေကိုသိအဆိုဖြောပြေးပေးခဲ့ကြပါတယ်။ဇိုသားအရန်နေနဲ့အောင်ရဲလင်အေချမ်းမောင်အလင်းရောင်တေစာလင်အောင်စားတဲ့အနုပညာရှင်တွေကပါဝင်လှူဆောင်ပေးခဲ့ကြပါတယ်။တေဥဆောင်ပိုင်းတကောနဲ့အလင်းမြဖူးတို့ရဲ့မင်္ဂလာပွဲမှာသူတို့သားအရန်ပြုလုပ်ခဲ့ကြတဲ့ ဟေးချမ်းမောင်နဲ့အောင်ရဲလင်တယောက်ဆောင်ပိုင်းကုန်းနဲ့လင်းမြဖိုးတို့ရဲ့စုလျာရစ်ပတ်လက်ထပ်မင်္ဂလာပွဲကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်အခုလိုမျိုးပိုင်းကွန်းရဲ့ပွဲလေးမှာတော့တယောက်ဆောင်အစ်ချမ်းမောင်အောင်ရဲလင်းအလင်းအောင်တင်းစာလင်းအောင်တို့ကသတို့သားအရန်ဒီအဖြစ်လဲပါဝင်ကူညီလှူဆောင်ပေးခဲ့ကြတာလေးကိုချယ်ရီပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့ကမ်ဘောဒီးယားတော်ဝင်မင်းသမီးနဲ့တွေ့ချိန်သူမရဲ့အပြုတ်မှုကြောင့်ပြောခံခဲ့ရတဲ့ဂယ်မီမင်းမျိုးပါပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကိုတခဲနဲ့ရရှိခဲ့ပြီးအပြုံးအေးအေးလေးနဲ့ ရိသတ်တွေရင်ကိုအေးချမ်းသွားစေတဲ့သူကတော့တယောက်ဆောင်မင်းမြင့်မိုးပဲဖြစ်ပါတယ်။မင်းမြင့်မိုးကပန်းနုသွေးနဲ့အရေးအစားတဲ့ MRD4 ဇာတ်လမ်းထွက်ရဲမှာပါဝင်တယောက်ဆောင်ခဲ့သူဖြစ်ပြီးအောင်မြင်မှုတွေများစွာရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။မင်းမြင့်မိုးကလက်ရှိမှာဆိုရင်ရုပ်ရှင်စကားကြည့်ရတောက်လျှောက်ရိုက်နေရပြီးတော့အနုပညာလောကမှာဈေးကွက်ဝင်တဲ့မင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။ဒါအပြင်စုတွေကလည်းတောက်လျှောက်ဆိုလို့ရရှိနေရပါပြီးခဲ့တဲ့ရက်ပိုင်းကလည်းစင်ကာပူနိုင်ငံမှာစုသွားယူခဲ့ရပါတယ်။ မင်းမျိုးမကမြန်မာနိုင်ငံမှာဒါမကနိုင်ငံခြားကပေးအပ်တဲ့စုတွေကိုပါရရှိရအထီးအောင်မြင်လာခဲ့တာပါစင်ကာပူနိုင်ငံကနိုင်ငံအသီးသီးမှာထူးချွန်တဲ့လူငယ်တွေနဲ့အနုပညာရောင်းဝန်းကလူတွေကို Hall of Fame 2025ပွဲမှာစင်ကာပူနိုင်ငံကနိုင်ငံအသီးသီးမှာထူးချွန်တဲ့လူငယ်တွေနဲ့အနုပညာရောင်းဝန်းကလူတွေကို Hall of Fame 2025ပွဲမှာဂုဏ်ပြုဆုချီးမြှင့်ပေးရပါဒီနှစ်အတွက်လည်းမင်းမျိုးမကဆုချီးမြှင့်ခံခဲ့ရပါတယ် ဒီတစ်ခါကပြထမဆုံးစုမဟုတ်ပဲပြီးခဲ့2024ခုနှစ်အတွက်လည်းမင်းမြို့မကအဆူရရှိခဲ့သေးရဖြစ်ပါတယ်။ဒါကြောင့်မို့စိတ်နေတော့ပဲဒီနှစ်မှာတော့အရန်ကိုတက်ချနေကြတာပါ။ပွဲကိုလည်းအဖြစ်အဝတ်စုံလေးနဲ့ဝတ်သွားပြီးမောင်လေးဖြစ်သူရှင်းမြတ်နဲ့အတူသွားခဲ့တာပါ။အဆိုပါပွဲမှာတော့ကမ်မောရီးယားတော်ဝင်မင်းသမီးလေးဂျင်နာလဲဆူရရှိခဲ့ပါတယ်။ဒါကြောင့်မို့ပွဲမှာဆူယူဖို့တက်ရောက်ခဲ့ပါတယ်။မင်းသမီးလေးဂျင်နာရိုနိုဒရိုတန်ကတော့ကမ်မောရီးယားရဲ့လက်ရှိဘယင်ကြီး နိုရိုဒွန်စီဟာမိုနီရဲ့မြေးမာလေးတယောက်လည်းဖြစ်ပါတယ်။သူမရဲ့မိခင်ကမင်းသမီးနိုရိုဒွန်ဘူဘာရီဖြစ်ပြီးတော့တမီးလေးကတော့ဒုတိယမြောက်တမီးလေးဖြစ်ပါတယ်။မင်းသမီးလေးဂျန်နာနိုရိုဒွန်ကတော့အသက်၁၇နှစ်အရွယ်မှာကလေးကအိုင်ဒေါ်တယောက်ဖြစ်ဖို့အတွက်အရွယ်ချက်ရှိခဲ့တာဖြစ်ပြီးကောင်ကိုရီးယားဇာလံတွေနဲ့အဆိုတော်တွေကိုအလွန်အမင်းယူသပြီးကြိုက်နှစ်သက်တဲ့သူလည်းဖြစ်ပါတယ်။ဂျန်နာနိုရိုဒွန်ကအကြိုက်ဆုံး K-pop အဆိုတော်အဖွဲ့တွေကတော့ BTS, Blackpink နဲ့ MOMOLAND တို့ပဲဖြစ်ပါတယ်။ ကျွန်တော်နူရူဂျွန်ကတောင်ကိုရီးယားအစိုးရအဖွဲ့တွေကိုသဘောကျလုံလို့သူမရဲ့ကိုယ်ပိုင် YouTube channel မှာနာမည်ကြီးရဲ့ကိုရီးယားတချင်တွေကိုတဖန်ပြန်ပြီးသိဆိုလေးရှိပါတယ်။ဒါကြောင့် subscriber အရေအတွက်က8000နောင်ရရှိ ထားပါတယ်။ကျွန်တော်ကကမ္ဘောဒီးယားနိုင်ငံရဲ့ဘင်းမီတော်ဖြစ်တယ်လို့တော်ဝင်မင်းသမီးဘွဲ့အနေနဲ့ခံထားရတာပါ။အသက်ငယ်သေးပေမဲ့တော်ဝင်မင်းသမီးတယောက်မှရှိတဲ့အရေးချင်းရှိသလိုအနေထိုင်ကလည်းတိမ်မွေလွန်းတာကြောင့်အာရှနိုင်ငံတွေထိကြော်ကြပါဗျ။ဒါအပြင်သူမက မင်းသမီးဆိုပြီးမြန်မာနာမကြည့်ပဲ ဖောင်တင်းဆက်ဆံရေးကောင်းတဲ့သူတယောက်ပါနာမည်ကြီးတော်ဝင်မင်းသမီးနဲ့အတူစုတက်ယူရတဲ့အတွက်မင်းမြမို့ကဓာတ်ပုံတွေလည်းအတူရိုက်ခဲ့ပါတယ်ဒါအပြင်ပွဲပြီးတဲ့အချိန်မှာမိတ်ဆက်စကားတွေလည်းပြောခဲ့တာပါမင်းသမီးလေးကမင်းမြမို့ဘက်ကမိတ်ဆက်စကားပြောတဲ့အချိန်မှာချိန်မိုးခြင်းမရှိဘဲအရန်ကိုတိမ်မွေကယူသိနေခဲ့တာပါသူမကနိုင်ငံရဲ့တော်ဝင်မင်းသမီးတယောက်ဖြစ်ပေမဲ့အစကားပြောတာအရန်ကိုတိမ်မွေးပါရယ်။ဒါအပြင်မင်းမြမုံနဲ့မဲဆက်တဲ့အချိန်မှာလည်းခါလေးကိုညှို့ကားစကားပြောနေခဲ့တာပါ။မင်းမြမုံဘက်ကတော့အရန်ကြီးလေးစားတဲ့ပုံစံကိုထုတ်မပြမိပါဘူး။ မင်းမြတ်မော်ကဘက်ကတာမန်ပြောနေတဲ့အတိုင်းသာပြောခဲ့တာပါဒါပေမဲ့တဖက်ကကမ္ဘောဒီးယားတာဝန်မင်းသမီးလေးမို့လို့အယူအသိပေးတာမို့အလေးထားသူတယောက်ဖြစ်တဲ့အတွက်သူ့ရဲ့ပုံမှန်အပြုမူတိုင်းတဖက်ကိုလေးစားတဲ့အပြုမူကိုတောက်လျှောက်ထုတ်ပြနေခဲ့ပါတယ်ဒါကြောင့်မို့လဲမင်းမြတ်မော်ကတာဝန်မင်းသမီးအပေါ်မှာတိတ်မယိုသူသူလိုဖြစ်သွားခဲ့ရတာပါပရိသတ်တွေကတော့မင်းမြမုံနေနဲ့ဒီထက်ပိုပြီးဖော်ရေးကလေးစားရဲ့အပြုတ်မှုမျိုးကိုထုတ်ပြတဲ့နယ်လို့ပြောဆိုနေကြပါတယ် တော်ဝင်မင်းသမီးလေးကတိမ်ဝင်နူညံကတဖက်သားအပေါ်မှာဖိမကူညီတတ်တာကြောင့်ပြည်ပနိုင်ငံနေအထီလေးကြော်ကြားနေပါတယ်။တော်ဝင်မင်းသမီးဆိုပေမဲ့တခါမှသူများအပေါ်နိုင်ထက်စီးနင်းမလုပ်ခဲ့ဘူးပါဘူး။ပြည်သူတွေနဲ့တွေ့တိုင်းမင်းသမီးဆိုပြီးခါကိုညွတ်ကအယူသိပေးပြီးရင်တော့သူမကတဖက်လူထက်ပုံညွတ်ကလေးစားမှုကိုပြန်ပြတတ်တာပါ။ကျန်နာနဲ့တွေ့ဆွဲဆိုရင်တော့လေးစားမှုနဲ့တိမ်ဝင်မှုကိုအကောင်းဆုံးထုတ်ပြနိုင်မှသာကွာဟမှုတွေတိမ်မရှိတော့မှဖြစ်ပါတယ်။တော်ဝင်မင်းသမီးလေးကပေါင်းသင်းဆက်ဆံရေးမှာလည်းအွေနဲ့မလိုက်အောင်ကိုကောင်းသူတယောက်ပါ င်းမြစ်မို့ကိုသူမအနေနဲ့မသိပေမဲ့အရင်နည်းဆုံးဆက်ဆံကပေါင်းတင်ဆက်ဆံရင်ကောင်းကြောင်းထုတ်ပြခဲ့တာပဲဖြစ်ပါတယ်ပြည်သက်ကြီးကိုမျှဝေပေးလိုက်ပါတယ်နော်အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ဆယ်နေမမ YouTube channel လေးကိုလည်း like နဲ့ subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပြည်သက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်